ညဉ့်ညဉ့်သောစေညဉ့်ညဉ့်သောဘွာညာနာပျော်ရွှင်မှုရဲ့မြပြခံရရဲ့ဘွန်းကဘာကျော်အမှုပညာရှင်ဂျနီပါလူပက်စီရဲ့ True Love ဆိုတဲ့စာအုပ်ကိုဖတ်နေမိတာပါဂျီလူကသူ့ဘွားမှာအိမ်တော်ရင်းမပြိုခွဲဘူးဆိုရင်ဘာမဆိုဆော့လွှဲရဲတယ်တဲ့သူ့ရဲ့အောင်မြင်မြင်ကြောကြမှုတွေစီးစိမ်ချမ်းသာတွေစသဖြင့်အလုံးအရာအလုံးကိုဘွန်း သူတို့ရဲ့ပျော်ရွှင်မှုဆိုတော့အချီးရေး relationship စီကဆင်းသက်လာဟန်တူပါတယ်။ဒါကြောင့်သူက relationship ကအဆင်ပြေတဲ့ရှိတာအဆင်ပြေမယ်ဆိုရင်ဘာမဆိုဆွလို့ရတယ်လို့ခံယူထားတာ။လူတယောက်ရဲ့ဘဝမှာပျော်ရွှင်မှုဆိုတာအမတန်အရေးပါတဲ့ခံစားချက်ဖြစ်ပါတယ်။လူတိုင်းပျော်ရွှင်ပျော်ရွှင်ခြင်းကြတယ်။ပျော်ရွှင်မှုကိုရှာဖွေကြတယ်။အဲ့ဒီပျော်ရွှင်မှုအပေါ်မှာ လူတယောက်ယောက်ရဲ့အမြင်တွေသဘောထားတွေခံယူချက်တွေလိုအပ်ချက်တွေဟာလည်းမတူညီ၊ကွဲပြားခြားနားနေကြပါတယ်။ Identify your value, volume and purpose အဲ့ဒီပျော်ရွှင်မှုကိုရှာဖွေတဲ့အခါကိုယ့်ရဲ့ value တန်ဖိုးတွေနဲ့ရည်ရွယ်ချက်တွေကို ဖော်ထုတ်တတ်ဖို့လိုပါတယ်။လူတယောက်ဟာကိုယ့်အတွက် အရေးကြီးဆုံးအရာဟာကိုယ့်ဘဝရဲ့အတိတ်ပဲကိုပေးဆောင်တဲ့အရာကိုနားလည်ထားတဲ့နေမဟုတ်လားဓမ္မသာကိုယ့်ရဲ့ပျော်ရွှင်မှုပန်းတိုင်းကိုတည်တည်ကြကြသိမြင်ပြီးရရှိအောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်ဘယ်ရာက ကိုယ့်ဘဝရဲ့အရေးကြီးဆုံးအတိတ်ပဲလဲကိုယ့်အတွက်အရေးပါဆုံးအရာကဘာလဲကိုယ်ဘာကိုလိုချင်တာလဲကိုယ့်ရဲ့ပျော်ရွှင်မှုမြင့်ဖျားကဘယ်ရာတွေပေါ်မှာအရင်ခံနေတာလဲစဉ်းစားကြည့်ပါ ကျမရည်လားစီးပွားရည်လားမိသားစုလားချစ်သူအိမ်နောက်ဘက်လားဝါဒနာပါရတခုခုလားလူတယောက်ကိုပျော်ရွှင်စေတဲ့အရာဟာ relationship အစဉ်ပြေခြင်းပြေခြင်းဖြစ်ခြင်းဖြစ်မယ်ငွေကြေးတွေဖြစ်ခြင်းဖြစ်မယ်အောင်မြင်မှုကြော်ကြားမှုတွေဖြစ်ခြင်းဖြစ်မယ်တခြားမတူညီတဲ့ဘလို့ဘဲဖြစ်ပါစေ လူတူးချင်းစီကိုပျော်ရွှင်မှုကိုရှာအောင်တွေးဖို့ရာကူညီပေးနိုင်တဲ့အခြေခံတူညီတဲ့အချက်ကတော့ relationship ကိုကောင်းကောင်းတည်ဆောက်နိုင်ခြင်းပါပဲ relationship မှာတိုက်အမျိုးမျိုးရှိတယ် family relationship မိသားစုဆက်ဆံရေး friendship တငယ်ချင်း acquaintance ship အတီမိတ်ဆွေ romantic relationship အခြေရေးစသဖြင့် ပေါင်းတင်ဆက်ဆံရေးတွေအဆင်ပြေနေတာက ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်အတော့ကိုအရေးပါတဲ့နေရာမှာရှိတယ်။လင်းရှိရှိတားရခြင်းဟာပျော်ရွှင်မှုရဲ့ရည်ဝန်းစိတ်ချမ်းမြေ့မှုရဲ့မြင့်ပြားအရင်ခံဒေတာပေါ့။အဲ့ဒီအတွက်အစဉ်ဆက်မပြတ်လှုပ်ဆောင်ရမယ့်အရာတွေကလူမှုဆက်သွယ်ရေးတိဆောက်ပါ build a communication လူသားတွေဟာ social animal လူမှုတက်တော်ရီပါ တူတဲ့တယောက်တည်းတရားရှင်သန်မှုခတ်ပါတယ်ဘယ်သူမဆိုလူတိုင်းဝိုင်းလူအတိုင်းလူမှုဝင်ခြင်းတွေမှာကျင်နေပြီးတယောက်နဲ့တယောက်ဆက်သွယ်မှု communication လုပ်ကြရတာပါပဲပေါင်းတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ဆို communication ဆိုရင်လူမှုဆက်သွယ်ရေးကမရှိမဖြစ်လိုအပ်တဲ့အရာပါခိုင်မာတဲ့ဆက်ဆံမှုတစ်ခုရဲ့တော့ချက်က communication ပါပဲဒါကြောင့်ဘွားတဲ့မှာ ချစ်ရှိသူတွေချစ်သူချင်းရပဲ့မိသားစုပဝင်းချင်းမိဆွေအပေါင်းအသင်းတွေနဲ့အမြဲတူလို့ထိတွေ့ပြီးအချမ်းတပင်ဆက်ဆံပေးဖို့မဖြစ်မနေလိုအပ်ပါတယ်။ရိုးသားပါ be honest ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရဲ့အဓိက အစိပ်ပိုင်းကရိုးသားမှုပါပဲ။ဟန်မလို့ပါနဲ့။ကို့မှာမရှိတဲ့အရာတွေကို ဖုံးခွဲဖို့စူးစမ်းပါနဲ့။ဘာပဲလုံလုံပုံပုံနေနေပေါ့သူတစ်ပါးအပေါ် မလည်းယူသားပါကိုကိုကိုအပေါ်မှာလည်းယူသားပါယုံကြည်နိုင်လောက်အောင်ယူသားပါယူသားမှုဆိုတာယုံကြည်မှုဆိုတာတခါဖြစ်သွားရင်ပြန်တည်ဆောက်ဖို့ခရင်နိုင်တာကြောင့်ယုံကြည်မှု စိတ်ချယုံကြည်စိတ်ချထိုက်တန်သူဖြစ်ပါစေကိုကတခုလုံးခုလုံးတော့မယ်ပြောထားရင်တည်တည်ချာချာလုပ်လိုက်ပါလူတွေက ကိုကို အားကိုးနိုင်တယ် ိုဟာ သူတို့ကိုယုံကြည်နိုင်တဲ့သူတယောက်ဆိုတာသိဖို့လိုပါတယ်။ဖြစ်ဆုံးပံမာနေပါ BA presence ဒီသားစုကိုအချိန်ပြင်းဖြစ်ဖြစ်ချစ်သူတငယ်ချင်းနဲ့အတူရှိရင်ပဲဖြစ်ဖြစ်လောက်ပေါ်ကံပဲတွေနဲ့အလုပ်လုပ်ရင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အာယုံကလက်ရှိပြစ်ဆုံးပံအချိန်မှာရှိနေဖို့အရေးကြီးပါတယ်။ကိုယ့်ရဲ့ကိုယ်နဲ့အတူရှိနေတဲ့သူကိုအာယုံစိုက်ပါဖုံးပေးထားပါအချိန်ပေးပါပြမနှောက်ချက်တွေကိုဖယ်ထားလိုက်ပါ အလေးထားမှုကို ပြသပါ show the appreciation ကိုယ့်အပေါ်အလေးထားတာကိုလူတိုင်းကြိုက်ကြတာပါပဲကိုယ့်အပေါ်အလေးထားတာကိုမကြိုက်တဲ့သူဘယ်သူမှမရှိပါဘူးဒါကြောင့်ကိုယ့်ဘဝမှာလူတွေကိုအတိမတ်ပြုကျေးဇူးတင်ဖို့တစ်ခုတည်းအချင်းယူပါကိုယ့်ဘဝတည်းကလူတွေကိုဘလောက်တန်ဖိုးထားတယ်ဆိုတာပြောပြပါကျေးဇူးတင်မိတဲ့အရာတွေကို ပြန်လဲသုံးသပ်ကြည့်ပါစားရေးပါပြီးဖို့ပါအပြင်မှာကိုယ်သူကိုယ်တိုင်တွေ့ဖို့ ဆုံးပြီးကျေးဇူးတင်ပါတယ်လို့ရိုးရိုးသားသားပြီးရိုးရိုးပြောပြပါအတိတ်တာတာပျော်ရွှင်မှုတွေတိုးပွားလာမှသိကြပါတယ်စီမင်းတွေကို လေးစားပါ respect the boundaries ဘာမကြောပါနဲ့လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်နေနေမိတ်တောင်းမြစ်ထားတဲ့စီမင်းတွေတက်တောင်တတရှိမှုအခြေအနေတွေဆိုတာရှိတယ်ဘဝရဲ့ပြည်သူဘယ်သူရဲ့ဘဝကိုမှဝင်ရမဆွတ်ပါနဲ့ကိုယ်အတွက်အဆင်မပြေတဲ့ကိစ္စတွေမှာစွတ်တရုပ်လို့ဖို့အတွန်းအားမပေးပါနဲ့မချုပ်ချယ်ပါနဲ့ ဘလောက်ပဲချစ်ခင်ရည်နေကြပါစီသူဖြစ်တည်မှုကိုလေးစားရပါမယ်လူတယောက်ကအရာခက်သိမ်းတော့ကိုယ်စိတ်သိမ်းကြပဲဖြစ်နိုင်ပါမလဲလေလူတယောက်ရဲ့စီရီပေါင်းတွေကိုတရားရောက်ကလေးစားမှုရှိမှသာဆက်ဆံရေးကအစဉ်ပြေချုံးမွေးပါလိမ့်မယ်ကောင်းမွန်တဲ့ relationship ကိုတည်ဆောက်ရမှာတရားကိုတရားယူစစ်မှန်ယူသားမှုယုံကြည်မှုနားလည်မှုလေးစားမှုတွေပါဝင်ပါတယ်တရားတွေက ချစ်ချင်းမြတ်တာတတ်ပိုးပြီးအဓိကကြတာတွေပါပဲ relationship ကိုချစ်ခင်ချစ်ချင်းမြတ်တာတခုလည်းနေတိဆောက်လို့မရနိုင်ဘူးဆိုတာနားလည်ထားစေချင်ပါတယ်ချစ်ချင်းမြတ်တာတခုလည်းနေတိဆောက်တဲ့ relationship တခုကဘလောက်ကြာကြာတည်တက်နိုင်ပါလဲနားလည်မှုအဆရှိတဲ့အကျန်တဲ့အကြောင်းအရာတွေကိုအကုန်လုံးကလက်ဆောင်ပံ့ပိုးထားမှသာရည်ရှိခိုင်မြဲနိုင်မှာဖြစ်ပါတယ် ီလိုခိုင်မြဲနိုင်မှသာဒီ relationship ကပျော်ရွှင်မှုရဲ့မြစ်ဖြားခံရရဝန်းဖြစ်လာပါလိမ့်မယ် happiness is not a destination but a journey ပျော်ရွှင်မှုဆိုတာပန်းတိုင်တစ်ခုမဟုတ်ပါဘူးရှည်လျားတဲ့ခရီးစဉ်တစ်ခုဆိုတာတတိယပါပျော်ရွှင်မှုဆိုတာပေါ့တဲ့ဆက်ဆံရေးကိုအခြေခံထားတာဖြစ်တဲ့အတွက်ကောင်းမွန်ခိုင်မာ လာပြီးဖြစ်လာစေဖို့တစ်ပင်တစ်ပင်လို့အချိန်ပေးပြီးပြုစုပြောထားမှုလိုတယ်။စူးစမ်းအားထုတ်မှုတွေလိုအပ်တယ်။အဲ့ဒီအားထုတ်မှုတွေအတွက် ကိုပြန်ရလာမယ်မျောပျော်ရွှင် ချမ်းမြေ့မှုအတိပွင့်ဆုလက်တွေက ချုံမြင့်လွန်တာဖြစ်လို့အချိန်ယူပြီးစိုက်ပျိုးရထိုက်တန်ပါတယ်။